တားငါးလေးဘယ်ချိန်စားရလဲလို့မေးတဲ့အခါမှာတော့ပြည်နယ်ဝင်ကြီးပေါ့နော်ပြည်နယ်ဝင်ကြီးလာတဲ့အခောက်ရှိတယ်အဲ့ဒီတစ်ခောက်ပဲကြက်သားနဲ့စားရပါတယ်ချပါစာလေးတွေကပါစာလေးဆိုအချိန်တိုင်းမသွားတဲ့ပါစာလေးတွေကဟိုခုစေးပြန်ကုပေးနေတဲ့ပုံစံမျိုးဖြစ်တယ်တက်စကန်ကိုနောက်တန်းပြန်လာတယ်နောက်တန်းပြန်လာအောင်ပါပဲမိမစီမှာတ냐အိတ်ဖို့မပြောနဲ့နော် မိမကတော့မှနေရာတရာလောက်မှသွားပြီးတွေ့အဲ့နေရာနဲ့ချက်ချင်းလန့်ငယ်နောက်တနေရာကိုပြန်သွားတဲ့အတိုင်းသားရှိအဲ့လောက်ထိကိုစစ်သားတွေကပြင်ပန်းပါတယ်သူနောက်တန်းမှကြံခဲ့တဲ့အမျိုးသမီးပေါ့စစ်တီမိမတွေကသူတို့ကိုတွေ့ချင်လို့ရှိရင်ဘယ်နေရာမှာဘယ်နေရာကိုကိုပင်ဘယ်နေရာလောက်မှသူတို့ခိတခဏဒီဘယ်လိုခေါ်မလဲဆိုရှင်တက္ကခဏရက်တယ်အဲ့ချိန်မှာသွားတွေ့တွေ့ပြီးအဲ့နေရာနဲ့တန်းသွားရတဲ့ပုံစံမျိုးတွေဒီစစ်တီတွေပြင်ပန်းခဲ့ပါတယ်အဲ့ဒီချိန်ကတော့ခုလိုမျိုးပေါ့ပြည်သူစစ်မှုတမ်းဥပဒေတွေပါလေမရှိသေးဘူးလေနော်မရှိသေးတဲ့အတွက်ကြောင့်မို့လို့စစ်တီနေတဲ့အတွက်ကြောင့်ကျွန်တော်ကနားလဲပြီးလို့ရတယ် ခုလက်ရှိအခြေအနေမှာကြတော့ပြည်သူစစ်မှုတန်းကလည်းဟဲ့လားအပတ်စင်လိုက်အပတ်စင်လိုက်အပတ်စင်လိုက်ဝင်တဲ့အခါကျတော့စစ်တပ်မှာဖွဲ့စည်းပုံတွေကလည်းအများအားဖြည့်နေဖြစ်တယ်နော်ပြည့်တဲ့အခါမှာအရှိမရှိနေတဲ့သူတွေအားလုံးခင်ဗျားတို့ဒီသူတို့ရဲ့ဂတိဂတိစကားဆိုတာရှိတာပေါ့ဆိုတော့ကျွန်တော်စာချုပ်စာချုပ်စာတမ်းဂတိကစကားအရာဟိုထွက်တဲ့သူတွေနော်ထွက်ဖို့အချိန်တန်နေတဲ့သူတွေထွက်ချင်လို့ရှိရင်ခင်ဗျားတို့စစ်တပ်ကနေထွက်ခွင့်ပေးတယ်မဟုတ်ဘူးလားအဲထွက်ခွင့်ပေးတယ်အဲ့ဒါမျိုးပေးတဲ့အခါကျတော့သူစစ်တီတွေမှာစစ်သေးဝင်ပြီးသွားလို့ရှိရင်တခါလဲတေးရပါအမှတ်သားကြီးပုံစံမျိုးဖြစ်နေတယ် အဲ့တော့စစ်တီတွေဘောကမှာစစ်တက်ကနေပြီးတော့အရှင်ထွက်မထွက်ရတဲ့ပုံစံမျိုးတွေအထိအရှင်ထွက်တော့ထွက်လို့မရတော့ဘူးဟေးဆိုတဲ့ပုံစံမျိုးခင်ဗျားတို့စစ်တက်ကိုအရှိကသွားတဲ့အရှိမှရှိနေတဲ့သူတွေကလည်းစစ်တက်မပြောတော့ဘူးအနောက်ကဝင်လာမဲ့သူတွေကလည်းမဝင်ကျင်တော့ဘူးစစ်တက်သွေးလေပတ်မှုမှမကောင်းတော့တော့မလုပ်ရမလို့ဆိုရှင်အရှိတန်းမှာအရှိကဝင်တဲ့သူတွေအားလုံးလည်းအချိန်ပြည့်ပြီသူစာချုပ်ပြည့်ပြီဆိုရှင်ထွက်ခွင့်ပေးပါနော်အနောက်ကလည်းဟို ဝင်မဲ့သူတွေအားလုံးခုစစ်ထဲကိုမဝင်မနေရဥပဒေနဲ့ခင်ဗျားတို့ပြဋ္ဌာန်းထားတာပဲလေနော်အဲ့တော့ဒါမျိုးသွေးလေပတ်မှုသာကောင်းနေမယ်ဟေ့ဆိုလို့ရှိရင်အဲစစ်တပ်ကလည်းစစ်တိုက်တဲ့နေရာမှာတော်လိုက်မဲ့ဖြစ်ချင်းဗျာနော်အဲ့ခုတော့ဘလို့နေဖြစ်နေဆိုတော့ခါကြတော့ရှေ့ကလူလည်းမထွက်ရအနောက်ကလူလည်းအတင်းထဲနေဆိုတဲ့ခါကြတော့ခုဘလို့နေဖြစ်ကုန်သလားရှေ့တန်းမှာအခုပတ်စားတွေဝင်လာဝင်လာပတ်စားတွေပြေးတဲ့သူလည်းအများကြီးပဲပြေးကြတာပဲနော်အဲ့လိုပြေးရတဲ့အကြောင်းရင်းကတော့ မဘူးနဲ့အထဲမှာရှိရတဲ့ထပ်ပြေးရုံမှာဘာကြောင့်လဲခင်ဗျားတို့ဂတိမှာဂတိဥမာပြ3နှစ်ဆို3နှစ်3နှစ်စာချုပ်သမားတွေ3နှစ်နဲ့ပြင်ထွက်ပြေးစေ10နှစ်ဆို10နှစ်ပြင်ထွက်ပြေးစေနော်ပြီးနောက်လူတွေထပ်ဝင်စစ်တပ်ကသွေးလည်ပတ်မှုကောင်းနေမှာအဲ့တော့ခင်ဗျားတို့စစ်တပ်ကဒီလိုမျိုးပေါ့ဂတိမတီအဲစာချုပ်နဲ့ဒုတ်ထုံးလုံးကြီးတွေဂတိမတီတဲ့ခါကျတော့ရေရှည်မှာစစ်တပ်ကကြာရှုံးတတ်တယ်နော်မကောင်းဘူးအတင်းအကျပ်မကောင်းတက်လို့သာနေနေရတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရတော့ဖြစ်နေတယ်နော် အဲ့တော့စစ်တပ်တို့ကကျွန်တော်တို့ကောင်းရအောင်ကောင်းကျိုးအတွက်တော့လမ်းညွန်ပြောကြားပေးရမှာဖြစ်တယ်။အခုလက်ရှိတာဥပမာကျွန်တော်တခုပေးမယ်ဗျာနော်။ပသိမ်ကျင်းထောင်လို့အကျင်းထောင်နေမှာအဲဘောမဆိုလို့ရှိရင်ဒီစစ်ပြေးတွေပေါ့စစ်ပြေးတွေဆိုတော့တို့ပြေးတဲ့နှစ်သက်တန်းလေးရောက်ထောင်ပြန်ကြရတော့ကြာတည်ရတယ်နော်။အဲ့တော့ထောင်ထဲမှာထောင်ထဲမှာတော့ဟိုဘာမှုပဲဖြစ်ဖြစ်ပိုက်ဆံကောင်းကောင်းပေးတယ်လို့ရှိရင်ကောင်းကောင်းနေရတယ်လို့ကျွန်တော်ကြာတည်ရတယ်ပေါ့ဗျာနော်။အဲ့တော့ နိုင်ငံရေးသမားလည်းရှိတယ်စစ်ပြေးလည်းရှိတယ်အဲ့တော့စစ်ပြေးတွေအောင်အနိုင်ခံနေရတဲ့ပုံစံမျိုးတွေရှိတယ်ပတ်စံမပေးရဘူးမပေးနိုင်လို့ရှိရင်အဲ့တော့သူတို့ကလည်းစဉ်းစားတယ်ငါတို့ထောင်ထဲမှာချွေးနဲ့ပေးဆက်မယ်အစားစစ်တပ်အတွက်ပေးဆက်တာပိုကောင်းတယ်ဆိုတဲ့စိတ်ဓာတ်နဲ့အဲစစ်တပ်နဲ့ဥမာဖြစ်တစ်နှစ်စာချုပ်ဆိုတစ်နှစ်စာချုပ်အဲသုံးနှစ်စာချုပ်သုံးနှစ်စာချုပ်နဲ့ဝင်သွားတဲ့အဲစစ်တီတွေအများကြီးပြန်ရောက်စစ်မှုထမ်းတဲ့စစ်တီတွေအများကြီးရှိတယ်သူတို့တွေကစာချုပ်ပြည့်ပြီစာချုပ်ပြည့်တဲ့ဟာကိုအထက်ကလောက်တာလားအလေကလောက်တာလားအောက်ကလောက်တာလားမသိဘူးအခုချိန်မှာ တနစ်စာချုပ်ပြည့်တဲ့သူတွေကထွက်ချင်နေလာပြီသူတို့တွေချွေးနဲ့လည်းပေးဆက်ပြီးသွားပြီတွေးနဲ့လည်းပေးဆက်ပြီးသွားပြီเนาะအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းအထူးကြရပြောရမယ်ဆိုလို့ရှိရင်အဲသူတို့အခုအဖွဲ့ပဲကျွန်တော်ယူဆုံးပြောမယ်ခလာရ306အကြောင်းပဲကျွန်တော်ယင်ပြောမယ်เนาะကောလင်းကနေပြီးတော့ကောလင်းကနေပြီးတော့နေမြေရှင်းလင်းခဲ့တယ်ပေါ့ဗျာသူတို့အဖွဲ့လေကဲဝင်းသူရောက်တယ်ဝင်းသူထိသူတို့နေမြေရှင်းလင်းတယ်ရှင်းလင်းတော့စီရေးအဖြစ်နဲ့အောင်မြင်ခဲ့တယ် အောင်မြင်ပြီးတော့အဲ့ကနေရဟတ်ရည်နဲ့တခါခေါ်ပြီးတော့ထိချိုင်းကိုထပ်ပို့လိုက်တယ်36အဲ့ဒီကနေပြီးတော့စစ်မှုတန်းတပ်တန်းကပြေးသွားပြီနော်ပြေးသွားတဲ့အခါမှာအားလုံးကလည်းပြန်ကျင်ပြီးပေါ့ဟုတ်လားပြန်ကျင်တော့သူတို့ဘက်ကလည်းပြောပြီးဟာကျွန်တော်တို့တပ်တန်းလည်းပြေးပြီကျွန်တော်စာချုပ်လည်းပြေးပြီဟုတ်လားကျွန်တော်တို့ခမောက်ဂရိအတိုင်းကျွန်တော်တို့ထွက်ခွင့်ပေးပါလားဆိုတဲ့အခါကျတော့အခုချိန်ထိမူရဂီဆူရဂီကူရဂီလောက်နေတယ်ကျွန်တော်တခါကြရင်ခမောက်ကိုမြန်မာပြည်ကငကားစကားတွေပဲတတ်တယ်ဟုတ်လားဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆက်လက်လေ့လာကြည့်ပါလေနော် ဆေးလာကြည့်တဲ့အခါမှာနောက်ထပ်သူတို့နောက်မှာနောက်ထပ်ခလာရအာ301 302 363 305ဆိုတော့တုံးနှစ်သမားတွေရရှိသေးတယ်။တုံးနှစ်သမားပြီးနောက်ထပ်9နှစ်သမားတွေရှိတယ်။အဲ့တော့သူတို့ကလည်းစောင့်ကြည့်နေငါတို့ကတုံးနှစ်တာဝန်ထမ်းဆောင်ပြီးစစ်တပ်ကငါတို့ပုံမှာတစ္ဆာရှိရှိနေဟလား။ဟိုဘလို့ခေါ်မစလို့ရှိရင်ထွက်ခွင့်ပေးမှတေချာရက်လာဆိုပြီးတန်ရရတွေရှိလာတယ်။နောက်ထပ်9နှစ်သမားတွေကကြည့်တယ်။ဟာငါတို့တွေစစ်တပ်ကနေပြီးတော့ထွက်ခွင့်ရထွက်ခွင့်ရမှတေချာရက်လာဆိုတော့ဒီတန်ရရတွေရှိလာပြီ ရှိလာခါမှာအရှိရတနစ်သမားတွေကလည်းမထွက်ရသေးဘူးအဲ့တော့စာချုပ်ပြင်ထွက်ပါစေလားခင်ဗျားတို့အခုနောက်ကလည်းဝင်မဲ့သူတွေလာမယ်ရှိရလူတွေစာချုပ်ပြင်ထွက်ပါစေအဲ့လိုဆိုလို့ရှိရင်ခင်ဗျားစစ်တက်ကြည့်တော့ဘလော့ကိုကောင်းသွားမလဲဗျာနော်ဝင်တဲ့သူကလည်းဝင်ချင်ပါပဲဝင်ပါပဲ၃နှစ်လောက်ကွာကွာဘာဖြစ်ဟဲ့လားစစ်တက်တဲ့ဝင်မယ်ကွာမသေးလို့ရှိရင်အဲပါစလေးပြောရတဲ့စကားကျွန်တော်တို့ကြားဘူးလေနော်တို့ဘယ်လိုပြောဆိုလို့ရှိရင်ကျုပ်တို့စစ်ထဲကိုဝင်လာတယ်နှစ်နှစ်စာချုပ်နဲ့ဝင်လာတယ် စက်တန်းမှာတေကောင်းလည်းတေနိုင်တယ်အောင်မြင်ကောင်းလည်းအောင်မြင်နိုင်တယ်အဲတေခဲ့မယ်ဟေ့ဆိုလို့ရှိရင်လည်းတေလိုက်မယ်မတေလို့ရှိရင်လည်းကျွန်တော်တို့နှစ်နှစ်ပြီးရင်ကျွန်တော်တို့တခြားလုပ်တွေဆက်လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အထိရေးရဲဝင်ဝင်နဲ့ဆောင်ရပတ်စရာတကယ်တိုက်တယ်နော်နော်ခင်ဗျားတို့ဒါသစ္စာရှိစမ်းပါခင်ဗျားတို့အဲ့ဒီအထက်အရာရှိတွေဒါသစ္စာရှိစမ်းပါအဲ့ဒီဒီစာချုပ်တွေကိုနော်ဂရိစကားတိုင်းသစ္စာရှိစမ်းပါအခုလက်ရှိအဲ့ဒါနဲ့ပတ်သက်ပြီးတော့เนาะဒါကျွန်တော်ဥပမာပေးထားတဲ့ခလာရ36တို့အဲ306တို့เนาะ301 363 305 ဒါဒီအုပ်စုတွေကိုကျွန်တော်ထပ်လေ့လာကြည့်တဲ့အခါမှာပထမဦးဆုံးတက်တန်းပြည်တာက306ကပြည်သွားပြီခလာ300က306ကပြည်သွားပြီပြည်သွားတဲ့အတွက်ကြောင့်မို့လို့ဘယ်အချိန်နဲ့ပြည်လဲဆိုလို့ရှိရင်အခုဆိုရင်ကျွန်တော်တို့6လပိုင်းပေါ့နော်အပြည့်ခဲ့တဲ့1လပိုင်းတွေကပြည်သွားပြီပြည့်တဲ့အခါမှာဟိုဘယ်လိုကောင်းလဲဆိုတော့အထက်အရာရှိပေါ့နော်ဒီခါတဲ့တက်ရဲ့လုံထုံးလုံနီးကတော့ကောင်းပါလေတက်ရဲ့လုံထုံးလုံနီးကလည်းကောင်းတယ်အထက်ကကျေးနှံချလိုက်ပြီမင်းတို့ဒီ စစ်တပ်မှာပြန်လဲတာဝန်ထမ်းဆောင်တယ်တာဝန်ထမ်းဆောင်တဲ့အတွက်ကြောင့်မို့လို့မင်းတို့တွေရဲ့တပ်တန်းပြည့်ပြီးမင်းတို့လည်းထွက်ခွင့်တောင်းတာတယ်မင်းတို့ကိုထွက်ခွင့်ပြုလိုက်သည်ဆိုတော့ဂျီနန်ကတခါတည်းဟိုဘာမလို့ကကကြီးပေါ့ဗျာနော်ဒါအုတ်ချုပ်တဲ့နေရာပေါ့ဟုတ်လားစစ်ရုံးကနေပြီးတော့စစ်ရုံးဆိုတော့အကြီးဆုံးပေါ့ဖြစ်နေတယ်မှာနော်အဲ့တော့စစ်ရုံးကနေပြီးတော့အမိန်ချလိုက်ပြီးအမိန်ချလိုက်တဲ့အခါမှာဟာအောက်ကစစ်တီတွေကလည်းထွက်ခွင့်ရပြီဆိုတော့ပျော်နေတာပေါ့ပျော်လဲပျော်ဒီဂျီနန်ပြီးတော့အဲ့တော့ အထက်ကတော့အလုတ်ကိုသူတို့စစ်တက်ကြီးရဲ့လုံထုံးလုံကြီးတွေတိတ်ကိုကောင်းပါတယ်เนาะအဲ့တော့ဒါကိုအောက်မှာရှိတဲ့စစ်တိုင်းမှုတွေကဘာထက်လောက်တာလဲဒီလူတွေကိုအခုချိန်အထိထွက်ခွင့်လည်းမပေးဘာမှလည်းအကြောင်းမပြန်ဟုတ်လားဟိုတနစ်စာချုပ်ကပြည့်သွားပြီးတဲ့ခါမှာနောက်ထပ်6လပါအခုဘာမှမမကြားပဲနဲ့ဆက်လက်နေထိုင်နေရတယ်ဆိုတဲ့ခါကျတော့စစ်တိုင်းမှုရဲ့အပြစ်လားစစ်တိုင်းမှုကပဲဥမာပြစ်လှုပ်ရှားတာလားဆိုလိုချင်တာအဲ့ဒီ ဲ့ဘက် chance တော့ဘောနမခဖြစ်မှာပေါ့ဗျာနမခစစ်တမ်းရဲ့အောက်မှာဖြစ်ပါလိမ့်မယ်အဲ့တော့ခင်ဗျားတို့ကဒါလှုပ်ရှားနေတာလားကျွန်တော်ထပ်မေးရတာအထက်ကလှုပ်ရှားပဲခင်ဗျားတို့ကလှုပ်ရှားနေတာလားစစ်မှုထမ်းဥပဒေအောက်မှာအဲ့တော့ခင်ဗျားတို့ဒါမျိုးတစ္ဆာမရှိဂရိမတည်လို့ရှိရင်နောက်ကဝင်နေတဲ့ဝင်မှာမဟုတ်စစ်တမ်းဝင်မှာကြာမှန်အထွက်ပြေးနေမယ်သူတွေနော်အဲ့တော့ကျွန်တော်တို့ကပထမစစ်မှုထမ်းဥပဒေစပြီးတော့ဟိုပြီးခဲ့တဲ့နှစ်ကစဖို့ဆောင်ခဲ့တဲ့အခါမှာအကျွန်တော်ကိုယ်တိုင်အားပေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့နှစ်နှစ်ပဲကွာနှစ်နှစ်တာဝန်ထမ်းဆောင်ပြီးတော့ရှင်နှစ်လ ဆိုတော့ရှိရင်တော့တမျိုးပေါ့အဲအခုခင်ဗျားတို့ကအဲ့လိုမျိုးပေါ့အဲဂတိမတည်သစ္စာမရှိတဲ့ခါကျတော့ကျုပ်တို့တော်မှပဲတနည်းအားဖြင့်အပြစ်မကင်းတဲ့သူတွေထဲမှာပါသွားတယ်ဘလို့ခေါ်မလဲဆိုတော့ဗျာကျွန်တော်တို့ကကြားရရနေပြီးတော့သိရမလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟို endorsement ပေးခဲ့တဲ့သူတွေကအပြစ်မရှိမကင်းဖြစ်ရတယ်အဲ့တော့သူတို့တွေရဲ့ဒုက္ခတွေကကျွန်တော်တို့လည်းတတ်နိုင်တယ်များကျွန်တော်တို့မှာတာဝန်ပြန်ယူရမယ့်ပုံစံမျိုးတွေဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကတော့ ဘဲတက်ကဘဲစစ်တီကဘယ်လောက်ထိပြည့်နေပြီပြည့်ရသားနဲ့မထွက်အောင်ဆိုတော့ကျွန်တော်ကဆက်လက်ပြီးပြောသွားရမှာပဲမပြောလို့ကျွန်တော်တို့မပြောလို့ရှိရင်ကျွန်တော်တို့လည်းတာဝန်မကင်းရရောက်တယ်ကျွန်တော်တို့ကိုယ်တိုင်မှဒီစစ်မှုထမ်းဥပဒေကိုပေါ်ဆောင်တဲ့အခါမှာရှင်းပြခဲ့တယ်ဟလာလမ်းမှန်ကြောင်းဘလို့ရကြောင်းအစတဖြစ်ပေါ်ဗျာနော်မသိရင်ကျွန်တော်တို့ကစူးစောင်းရေးကြတာအဲ့ပုံစံမျိုးထိကိုဒါစစ်တပ်ရဲ့ဘလို့ဟောမှာကျွန်တော်ဒါမျိုးပြောရဲဆိုတာလဲစစ်တပ်ကိုလော်ဘီလုပ်ပေးနေရမှာပေါ့စစ်တပ်ရဲ့လှုပ်ထုံးလုံနည်းတွေဒီပေါ့စီကန်းချက်တွေကိုကျွန်တော်ကြည့်ပြီးတော့ ျွန်တော်တို့ကဘလိုခေါ်မလဲဆိုတော့ interpretation ပေါ့ဗျာနော်ဟိုနားလည်တဲ့စကားမျိုးနဲ့ပြန်ပြီးတော့ကျွန်တော်ပြောပြောကြပေးခဲ့တယ်ဖြစ်တယ်အဲ့တော့အဲစစ်တိုင်းမှုတွေမေးကြည့်တဲ့ခါကျလည်းသူတို့လည်းမသိဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ခင်ဗျားတို့မလုပ်ဘူးဆိုလို့ရှိရင်တော့ဒါတော်တော်ကြီးကိုဟိုစစ်တပ်ကမပဲ့တယ်မပဲ့တယ်နော်အဲဒါကတခုပေါ့ဗျာနော်ဒါမျိုးခင်ဗျားတို့ကြက်ကြက်လှုပ်လေလေစစ်တီတွေအရှိတမ်းမှာစစ်ပြေးတာတွေဟလာပြီးတော့လို့ရှိရင်သဘုံဘက်ကစီးယုံလို့ရသွားတာတွေဘာလို့လဲဆိုတော့စကောင်းအလွယ်တကူစွန့်တာတွေ ဟိုတစ်ဖက်ကလည်း CEO ရင်တအားကောင်းတယ်နော်တစ်ဖက်ကဒီဟိုဘယ်လိုခေါ်မလဲဆိုတော့စစ်သွေးကြတမုန်နေဘက်က CEO ရင်တအားကောင်းတယ်သူတို့မှမပေးနိုင်မကန်းနိုင်လို့သာပေးနိုင်ကန်းနိုင်လို့ရှိရင်ခင်ဗျားတို့ဘက်ကတော်တော်များပါသွားလိမ့်မယ်အဲ့တော့တစ်ဖက်က CEO ရင်နဲ့ခင်ဗျားတို့စစ်တပ်ကိုတိုက်စားနေပြီအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့ကဒါမျိုးပြောရင်လည်းအဘဘောမများကအော်ကျွန်တော်တို့ဖျဲသီးတွေပါညာပြုတ်ကပြောချင်အောင်မယ်အဲ့တော့စစ်တွေအနေနဲ့ကအဲတနည်းအားဖြင့်ရှေ့တန်းမှာတိုက်ပွဲဝင်ခဲ့တဲ့စစ်တီတွေဥပမာဖြင့်ဒဏ်ရာရလို့ရှိရင်စစ်တွေဈေးရုံမှာ အကုပေးတယ်လို့ပြောလို့ရတာပေါ့နော်အဲ့တော့ခက်တာကဘာလဲဆိုတော့စစ်တွေမှာကလည်းအခုအဲဒီပေါ့စေဝါရှိခါလုံခြုံမှုကလိုအပ်နေတယ်အဲဒါကအရှိတရားဖြစ်တယ်ပေါ့နော်အဲ့တော့ဒါတွေအားလုံးခင်ဗျားတို့ကဖြည့်ဆည်းပေးဖို့တော့လိုအပ်ပြီအခုဖြစ်နေတဲ့အခြေအနေရဆိုလို့ရှိရင်အခြေအနေမှာတိုက်ပွဲဝင်တယ်တိုက်ပွဲဝင်ပြီးတော့စစ်တွေမှာဒါဆေးပေးဆေးကုပေးတယ်ပေါ့ဗျာနော်ဆေးကုတဲ့အခါမှာစစ်တွေဆေးရုံက အရာရှိက စေးဘူမူကနော်အပြင်မှာစေးခန်းဖွင့်ပြီးတော့စေးရုံမှာစေးလာမကူဒါမျိုးကျွန်တော်တို့သတင်းကြားသိနေရပြီနော်သတင်းကြားနေတာစေးလာပြမကူတဲ့ခါကျတော့စေးပြမကူလို့အနောက်အထက်မှာများသူနာပြုတ်များရှိမလားမှတ်တယ်သူနာပြုတ်နေရမှာတခြားပတ်စာလေးတွေကပတ်စာလေးဆိုအချိန်တိုင်းမတော်ရတဲ့ပတ်စာလေးတွေကဟိုခုစေးပြန်ကုပေးနေတဲ့ပုံစံမျိုးဖြစ်နေဟိုဒါမျိုးဖြစ်နေတာကြီးကကြည့်မကောင်းဘူးဗျာကြားလို့လည်းမကောင်းဘူးအဲ့တော့ဘု ဒီပေါ့ဆေးဆရာဝန်တွေကစစ်ဆေးဆရာဝန်တွေကပြင်ပမှာဆေးကုစားပြီးတော့ဆေးရုံမှာဆေးမရှိတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ကျွေးမွေးတာလည်းချိုးမပြေတဲ့ကျွေးမွေးမှုမျိုးတွေဖြစ်နေတယ်။ငချောက်နဲ့နော်အကျက်မစားတဲ့ငချောက်စတဲ့ပုံစံမျိုးပေါ့ဗျာနော်ဒါမျိုးတွေလုပ်နေတာဟာအဲခင်ဗျားတို့ခင်ဗျားအထက်ကတော့ဘာမှသိမှာမဟုတ်ဘူးအောက်ခြေစစ်စစ်မှာဒါမျိုးတွေဖြစ်နေတာကအောက်ခြေစစ်တီတွေနစ်နာတယ်စစ်တီတွေကိုနော်တကယ်တော့လာမကြည့်ပဲနဲ့နော်တူနာပြုတ်လေးတွေနဲ့လည်းမဟုတ်ပဲနဲ့ အစတွေကပြန်ပြီးတော့ပတိစီပြီးနေရတာတွေကတော့မဟုတ်သေးဘူးလို့တော့ကျွန်တော်တို့ယူဆတယ်ပေါ့ဗျာအာအစားတောက်တွေကအဆင်ပြေကြမလားဆိုတဲ့အခါကျအစားတောက်ကလည်းဟိုငချောင်းနဲ့ပဲကျွေးနေတာလေနော်노တို့အာပြည့်အစားစာတို့ဘာစုဘာမှမတွေ့ရအောင်ဘာလုပ်ထားရလဲစားနေရိတ်ကဒါဆိုရှင်ဒီညမှာကြည့်လိုက်ချင်းအပြည့်စားနေရိတ်ကမလုံခြုံမှုတွေရှိလာတယ်အစားနေရိတ်ကပြီးတော့ဒီညမှာပဲလားဆိုတော့မဟုတ်သေးဘူးဗျာအဲ့နောက်ထပ်ကျွန်တော်ကြည့်တာပေါ့နော်အစ်စ်တင်မှာကုလို့မရတဲ့သူတွေကိုရန်ကုန်ကိုပို့ပြီးကုတယ် ရန်ကုန်ပို့ပြီးပြည်တယ်ဆိုဆိုတဲ့ခါကျဒါညှုံလင်းချက်လေးပေါ့ဗျာရန်ကုန်သွားကြညာအဲ့လိုမျိုးပို့တဲ့နေရာတွေမှာလည်းဟိုဘယ်လိုခေါ်မလဲဆိုတော့တမာအာဇီရောအကြမှုအာနေနေတယ်မှန်ကန်မှုအာနေနေတယ်ဘယ်လိုလဲဆိုတော့ရန်ကုန်ကိုတော့ဆေးသူလည်းသွားခုကြညာတော့ဗျာနော်ဘာကြောင့်စစ်တွေမှမပြည့်စုံတာမပြည့်စုံတော့အဲ့ရန်ကုန်ကိုသွားမယ်ဆိုတော့ဈေးကတစ်ဈေးပေါက်တယ်ဈေးကတစ်ဈေးပေါက်ပြန်တယ်အဲ့တော့ဈေးဘယ်လောက်ပေါက်လဲဆိုတဲ့ခါကျတော့၈သိန်းပေါက်တယ်လို့ကြားသိရတာဗျာနော်အဲ့တော့ ခင်ဗျားတို့ဒါတွေကစစ်ဆေးတင်တယ်လို့ကျွန်တော်ထင်တယ်ဗောနော်စစ်ဆေးမင်းများစုံစမ်းတင်တယ်အဲ့တော့ကြားသိနေရတဲ့သတင်းတွေကကျွန်တော်ပြောပြလိုက်ပဲကျွန်တော်ဒီသတင်းအရသတင်းပြီးရောဆိုပြီးတင်တင်နေဆိုတဲ့မှာမပါဘူးเนาะသတင်းအရရင်နေဆုံးတော့ကျွန်တော်ဂျန်တဲ့အချက်လက်တွေစုတာအဲ့အချက်လက်တွေပေါ်မှာတိုက်ပြီးတော့မှနီးစပ်ဆုံးဆိုတဲ့ပုံစံမျိုးမှာခင်ဗျားတို့ဒါဆက်လက်အတည်ပြုဖို့ရှာဖွေခင်ဗျားတို့ဥမာပြပြခင်ဗျားတို့အထက်ရာရှိများအနေနဲ့ပြင်းပြစ်စစ်တီတွေကိုတနာတယ်ဟဟလာဒုက္ခရောက်နေစစ်တီတွေကိုတနာတယ်ဟဟလာ ဟိုဒဏ်ရာရစစ်တီတွေသနာတယ်ဆိုတော့စစ်တီချင်းကိုချင်းစာမှုရှိရင်တော့ခင်ဗျားတို့ဆက်လက်ပြီးအတည်ပြုဖို့လိုအပ်တယ်လို့ကျွန်တော်သုံးသပ်တယ်။အသားငားလေးဘယ်ချိန်စားရလဲလို့မေးတဲ့အခါမှာတော့ပြည်နယ်ဝင်ကြီးပေါ့နော်။ပြည်နယ်ဝင်ကြီးလာတဲ့အခောက်ရှိတယ်။အဲ့ဒီတစ်ခောက်ပဲစက်သားနဲ့စားရပါတယ်တဲ့။ကျန်တဲ့ချိန်မှာတော့ငချောင်းနဲ့ဖြစ်တယ်လို့စားနေရတယ်။စေဝါကလည်းမရှိဘူး။ပြီးတော့ပတ်တီးတောင်မှကိုယ့်အကိုအပြင်ကဝယ်ပြီးတော့ပတ်နေရတဲ့ပုံစံမျိုးတွေထိရှိတယ်။အဲ့တော့ဒါမျိုးတွေဖြစ်နေတာက စစ်တပ်မှာလည်းဘယ်သူတင်ပြရဲဆိုဘယ်သူမှတင်ပြရဲမှာမဟုတ်ဘူးလေနော်တင်ပြလို့ရှိရင်ခင်ဗျားတို့ဘာလုပ်လဲခင်ဗျားတို့သိပါတယ်